ားလုံးပဲမင်္ဂလာပါတချေရိုးရဲ့ Brilliant English Grammar and Phonics YouTube Channel လေးကနေပြီးတော့ပြန်လည်ကြိုဆိုပါရစေယခုဗီဒီယိုလေးကတော့ Essential Grammar in Your Soul လေးတဲ့က Unit 20 Set Word Share ကိုသင်ပြပေးမယ်အပိုင်း1လေးပဲဖြစ်ပါတယ်အဲ့တော့တချေရိုးနဲ့တူတူလိုက်ပြီးတော့လေ့လာကြည့်လိုက်ရအောင် Article A article a ကပုံလေးကို အရင်ဆုံးကြည့်ပြီးတော့စာကြောင်းလေးတွေကို လေ့လာကြည့်ရအောင် present လား past လား future လားဆိုတာကို လေ့လာကြည့်မယ်ဒါမှဆိုရင် sarah ဆိုတဲ့ကောင်မလေးရုံးတစ်ခုမှာအလုံးလုံးနေတဲ့ပုံစံမျိုးလေးပါ sarah go to work every day sarah နေ့တိုင်းအလုပ်ကိုသွားတယ် She is already there for 8:30 and there for 30. သူမကအလုတ်ကို၈ခွဲရနေပြီးတော့၄ခွဲအထိရှိတယ်။ Okay အဲ့ဆိုကြည့်ရအောင်။ It is 11 o'clock now အခု7နာရီတဲ့ဒီမှာပုံနှဲကနာရီမှာလဲ7နာရီကိုပြထားပါလေ It is 11 o'clock now အခု7နာရီဆိုတော့ Sarah is at war Sarah အလုံးမှာရှိတယ် Now အခုလက်ရှိရှိတာမို့လို့ present ရှိခြင်းဘယ်နေရာမှာတည်ရှိတယ်ဆိုတာကိုပြောတာမို့လို့ verb to be am is a was were လက်ရှိမို့လို့ sara တယောက်တည်းမို့လို့ i am is နဲ့သုံးပါတယ် at 11 o'clock yesterday မနေ့က7နာရီဆိုတော့ past ပြီးခဲ့တဲ့အချိန်ကာလကိုပြောခြင်းဖြစ်ပါတယ် she was at work သူမအလုံးမရှိခဲ့တယ်။ပြီးခဲ့တဲ့အချိန်ကာလမှာ ရှိခဲ့တာမို့လို့ was were ရှိမို့လို့ was ကို အသုံးပြုပါတယ်။ at 11 o'clock tomorrow မနေ့ပြန်7နာရီမှာဆိုတော့ future ရဲ့ time expression ကိုဖော်ပြပြီး she will be at work သူမအလုံးမရှိလိမ့်မယ်။ future မှာတရှိမဲ့နေရာကိုပြောတာမို့လို့ were plus verb 1နဲ့ပြောပါတယ်။ were တည်ရှိတာကိုပြောတာမို့လို့ verb to be မို့လို့ were be လို့ပြခြင်းဖြစ်ပါတယ်။အဲ့တော့ပုံလေးကိုကြည့်ပြီးတော့ Sarah ရဲ့အခုရှိတယ်ဆိုရင် verb to be am is are မနေ့ကရှိခဲ့တာမို့လို့ was were မနေ့ပြန်မှာရှိလိမ့်မှာမို့လို့ word plus verb 1နဲ့ရေးခြင်းဖြစ်ပါတယ်။ဒါကတော့ Thai expression သုံးခုကို တခါတည်းရှင်းပြပေးထားခြင်းဖြစ်ပါတယ်ဆက်လက်လေ့လာကြည့်ရအောင် were were ရဲ့နောက်မှာ bar verb ဖလာရမလဲဆိုတော့ infinitive verb ဖလာရမယ် were be ရှိလိမ့်မယ် were win အနိုင်ရလိမ့်မယ် were can လာလိမ့်မယ် and so on အစရှိသဖြင့်ပေါ့ were ကတော့ title subject နဲ့တွဲလို့ရတယ် i we you they he she it singular subject plural subject နဲ့တွဲလို့ရပါတယ် word ကို short form အနေနဲ့တွဲရေးကျင်တယ်ဆိုရင် apostrophe l l where ကို negative အနေနဲ့သုံးကျင်တယ်ဆို where ရဲ့နောက်မှာ not ထည့်လိုက်ရောမှာပဲသူ့ကို short form အနေနဲ့ရေးကျင်တယ်ဆိုရင် warn အနောက်ကတော့ infinitive verb လိုက်ရမယ် be win e can အဆောနော်အစားရှိသဖြင့် okay အဲ့ဆိုရင် where go question လုံးမယ်ဆိုရင်ရောလွယ်လွယ်လေးပါပဲ verb to be question လုံးပုံနဲ့တပုံစံနဲ့ပါ where go အရှိကိုပို့ပေးလိုက်ရောမှာပဲ where i we you they he she it singular subject plural subject အသုံးပြုပြီးတော့ question လေးပြုလုပ်ပေးလိုက်ရောမှာပဲ ဝဲကိုရှော့ဖောင်နေနဲ့သုံးကျင်နေဆိုရင် apostrophe lr နဲ့ရေးပါမယ် il ul shear answer or အစရှိသဖြင့်ဖြစ်ပါတယ် worno ကိုရှော့ဖောင်နေနဲ့သုံးကျင်နေဆိုရင် won apostrophe d worn ဖြစ်ပါတယ် i worn you worn she worn and so on အစရှိသဖြင့်ဖြစ်ပါတယ်ဆက်လက်လေ့လာကြည့်လိုက်ရအောင် Article B Article B က we use were for the future ဝေကို future မရောက်သေးတဲ့အချိန်ကာလတွေမှာတခုခုကို လုံးလိုက်မယ်သွားလိုက်မယ်စားလိုက်မယ်လာလိုက်မယ်ဆိုရင် were ကိုအသုံးပြုပါတယ် Thai expression လေးလေးရင်းနဲ့ဆိုရင်တော့မြောက်သေးတဲ့အချိန်ကာလ time expression တွေပေါ့နော် tomorrow တော့ next week တော့ and so on အစရှိတဲ့ဖြစ်ဖြစ်ပါတယ် example လေးကြည့်ရအောင် so travel a lot so ခရီးတွေအများကြီးသွားတယ် today ဒီနေ့တော့ she is in madrid သူမ madrid မြို့မှာရှိတယ်အခုလက်ရှိ ရှိတာမို့လို့ present she is tomorrow မနေ့ပြန်မှာ she be in roma သူမ roma မှာရှိလိမ့်မယ်မနေ့ပြန်မှာ ရှိလိမ့်မှာမို့လို့ future နဲ့အသုံးပြုပါတယ် will be next week နောက်တစ်ပတ်မှာ she'll be in tokyo သူမ tokyo မှာရှိလိမ့်မယ်နောက်တစ်ပတ်မှာရှိမှာမို့လို့ will be နဲ့ပြောခြင်းဖြစ်ပါတယ် You can call me this evening. မင်းဒီညနေခင်ငါကိုဖုန်းခေါ်နိုင်နေ။ I'll be at home. ငါအိမ်မှာရှိလိမ့်မယ်။အဲ့တော့ဒီညနေခင်မှာဖုန်းခေါ်ရတယ်။ငါအိမ်မှာရှိလိမ့်မယ်။ညနေခင်မှာရှိလိမ့်မှာမို့လို့ Warby နဲ့ပြောခြင်းဖြစ်ပါတယ် leave the old bread in the garden ပမုံတွေကိုပန်းချံတွေကိုစွန့်ပစ်လိုက်အဲ့တော့ old bread ဆိုတာက expired ဖြစ်နေတဲ့ပမုံတွေအနမ်းသက်အနှဲငယ်ထွက်နေတဲ့ပမုံတွေပေါ့နော်အဲ့ဒီဟာမျိုးလေးတွေကို old bread လို့ခေါ်တယ် their bread the birds were eat it ငလေးတွေက ပေါမုံကို စားလိုက်မယ်အဲကြောင့်မလို့ word e နဲ့ပြောခြင်းဖြစ်ပါတယ်ပေါမုံကအခုချိန်ထိတော့လွတ်မပြတ်သေးဘူးဟုတ်လားလွတ်ပြလိုက်လို့ပြောတာမလွတ်သေးတာမို့လို့ word e နဲ့ပြောခြင်းဖြစ်ပါတယ် We are probably go out this evening. ငါတို့ဒီညနေပြင်ကြရင်အပြင်ကိုသွားနိုင်ခြေရှိတယ်။ဒီမှာ probably ပါတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ သွားနိုင်ခြေရှိတယ်ဖြစ်နိုင်ခြေဆိုတော့စကလုံးလေးကိုထည့်သုံးပေးလိုက်ခြင်းဖြစ်ပါတယ်ဒီညနေခင်းမှာသွားမှာမို့လို့ were go နဲ့ပြောခြင်းဖြစ်ပါတယ် were you be at home this evening မင်းဒီညနေခင်းမှာ အိမ်မှာရှိလိမ့်မလားဒီညနေခင်းမှာရှိလိမ့်မလားဆိုရင် future ကို မေးခွန်းထုတ်တာမို့လို့ were လေးကို အရှိကို ပို့ပေးလိုက်ပါတယ် I won't be here tomorrow မနေ့ပြန်ကြရင်ငါဒီနေရာမှာရှိလောက်မှာ မဟုတ်ဘူးဒီမှာဆို won't be ဆိုတာက will not be ကို short form အနေနဲ့ရေးပေးထားခြင်းဖြစ်ပါတယ် Don't drink coffee before you go to bed မင်းအိပ်ရာမဝင်ခင်မှာ coffee ကိုမတောင်းနဲ့ you won't sleep မင်းအိပ်ပျော်လောက်မှာ မဟုတ်ဘူးအဲ့တော့အခုချိန်မှာတော့အဲ့ရမဝင်သေးဘူးဟုတ်လားအဲ့ရမဝင်ခင်မတောင်းနဲ့မင်းအိပ်ပျော်လိမ့်မှာမဟုတ်ဘူးဆိုတော့မရောက်သေးတဲ့အချိန်ကာလတစ်ခုကို ပြောတာဖြစ်တဲ့အတွက်ကြောင့်မလို့ Wormsley နဲ့ပြောခြင်းဖြစ်ပါတယ် We often say teacher တို့ were ဆိုတဲ့ future ကိုဘာလေးနဲ့သုံးလို့ရသေးလဲဆိုတော့ I think ငါတော့ထင်တဲ့ ငါတွေးတယ်အဲ့တော့ဒီ i think ဆိုတဲ့နေရာမှာဒါ i မို့လို့ think think infinitive verb ကို သုံးပေးထားခြင်းဖြစ်ပါတယ် i we you they plural ဆိုရင်ဒီ think think ကပြောင်းလဲခြင်းမရှိဘူး he she it singular ဆိုရင် think as things ဖြစ်ပါတယ် singular verb ပြောင်းလဲသွားမှာဖြစ်ပါတယ် i think ငါတော့ထင်တယ် Kelly will pass the exam. Kelly စာမေးပွဲအောင်လိမ့်မယ်လို့ငါထင်နေ I don't think ငါတော့မထင်ဘူး It will rain this afternoon ဒီနေ့လည်းကင်းကြရင်မိုးရွာလိမ့်မယ်လို့ငါတော့မထင်ဘူးဒါက I molo don't think ဖြစ်ပါတယ် He she it singular so it doesn't think so be a verb ကပြောင်းလဲသွားမှာဖြစ်ပါတယ် Do you think the exam will be difficult စာမေးပွဲကခက်ခဲလိမ့်မယ်လို့မင်းထင်လားဒီမှာဆို you will do think ဖြစ်ပါတယ်ဒီနားလေးမှာသာ he she it singular ဆိုရင် do နေရာမှာ does လို့ပြောင်းလဲသွားမှာဖြစ်ပါတယ် article c article c က we don't use were for things we have already arranged or desired to do ငါတို့တွေကမရောက်သေးတဲ့အချိန်ကာလတစ်ခုမှာ already arrange တခုခုကို လုံးလိမ့်မယ်ဆိုတာကိုအစီအစဉ်ချပြီးသား decider ဆုံးဖြတ်ပြီးသားဆိုရင်လုံးဝ word နဲ့အသုံးပြုလို့မရပါဘူးအဲ့ဒါကတော့ unit 25 26မှာပြောပြီး တာဖြစ်ပါတယ် unit 25ဆိုရင်တော့ present continuous ပေါ့ msr plural verb ing နဲ့အသုံးပြုလို့ရတယ်မရောက်သေးတဲ့ချိန်ကာလတစ်ခုမှာတစ်ခုခုကိုလုံဖို့ရအတွက်အစီအစဉ်တွေဆွဲပြီးပြီးစုပ်ပြတ်ချက်ချပြီးပြီးဆိုရင် present continuous msr plural verb ing နဲ့သုံးလို့ရတယ် unit 26ဆိုရင် be going to plural infinitive verb နဲ့အသုံးပြုလို့ရတယ်လို့ပြောခဲ့တယ်เนาะအဲ့ဒီလိုမျိုးစုံပြတ်ချက်တွေချပြီးသားအစီအစဉ်တွေဆွဲပြီးသားဆိုရင်တော့ don't use were were ွဲကိုအသုံးပြုလို့မရပါဘူး recap example စာကြောင်းလေးတွေပြပါမယ် we are going to the cinema on saturday ငါတို့စနေနေ့မှာရုပ်ရှင်ရုံကိုသွားမလို့ do you want to can what else မင်းငါတို့နဲ့တူတူလိုက်အောင်မလားဒါဆိုသူကစနေနေ့မှာသွားမှာတေးကြတယ်ရုပ်ရှင်လက်မှတ်တွေလည်းဝယ်ထားပြီးသားတငယ်ချင်းတွေလည်းချိန်းဆိုပြီးသား arrange လည်းလုပ်ပြီးပြီး designed လည်းလုပ်ပြီးပြီးမို့လို့ present continuous နဲ့ပြောပါတယ်ဒီမှာသွားပြီးရော we will go to the cinema on saturdays လို့သွားပြောလို့မရတော့ပါဘူး I'm not working tomorrow ငါမနေ့ပြန်ကြရင် အလုံးလုံးမမဟုတ်ဘူးအဲ့တော့ तू ကမနေ့ပြန်မှာအော်ခွင့်ယူပြီးသားဒါမှမဟုတ်ရင်သူ့ရဲ့အားလည်းရဲ့ဖြစ်တဲ့အတွက်ကြောင့်မလို့သူအလုံးလုံးဝမလုံးမသေးကြတယ်အဲ့ဒါကြောင့်မို့ present continuous နဲ့ပြောပါတယ် not I won't work ဆိုပြီးတော့ပြောလို့မရပါဘူး Are you going to Are you going to do the exam? မင်းစာမွေးပွဲကို 血压、马拉、 အဲ့ဒီမှာဖြေရမာလာတေကြတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ are you going to do ဒါဆိုရင် be going to play infinitive verb ပုံစံမျိုးနဲ့ရေးပြထားခြင်းဖြစ်ပါတယ်။သူက arrange decided လုပ်ပြီးသားမို့လို့ nor were you do လို့သွားပြီးတော့မေးလို့မရပါဘူးเนาะအဲ့တော့ဒီ unit 25နဲ့26လေးကိုပြန်ပြီးတော့လေ့လာလိုက်တယ်ဆိုရင်ပြန်ပြီးတော့မှတ်မိသွားပါလိမ့်မယ်။ဒါကတော့ C မှာ recap အနေနဲ့ပြန်လဲဖော်ပြပေးထားခြင်းဖြစ်ပါတယ်။ article d ဆက်လက်လေ့လာကြည့်လိုက်ရအောင် article d ကကြတော့ share ရဲ့အကြောင်းကိုပြောပြပေးမှာဖြစ်ပါတယ် share ကတော့အတိပ္ပယ်က where နဲ့အတူတူပဲဖြစ်ပါတယ် you can say ပြောလို့ရတယ် i were လို့လည်းပြောလို့ရတယ်လို့ i share လို့လည်းပြောလို့ရတယ်လို့ we were လို့လည်းပြောလို့ရတယ်လို့ we share လို့လည်းပြောလို့ရပါတယ် I shall be late tomorrow ငါမနေ့ပြန်ကြရင်နောက်ကြလိမ့်မယ်ဒါမှဆိုရင် I will be late tomorrow လို့လည်းပြောလို့ရပါတယ် I think ငါတော့ထင်တယ် we shall win ငါတို့နိုင်လိမ့်မယ်လို့ငါထင်တယ်နောက်တစ်မျိုး I think we will win လို့လည်းအသုံးပြုလို့ရပါတယ်ဒါပေမဲ့သတိထားမဲ့ချက်ကဘာလဲဆိုတော့ sure ကို you they he she it ဆိုရဲဒီ pronoun ငါးလုံးနဲ့သုံးလို့မရဘူး။သူက pronoun နေနဲ့ဆိုရင် i we နှမျိုးနဲ့ပဲအသုံးပြုလို့ရပါမယ်။ example ကြည့်ရအောင်။ turn will be late turn နောက်ကြရလိမ့်မယ်။အဲ့ဒီမှာသွားပြီးတော့ turn shall be လို့တော့သွားပြောလို့မရပါဘူး။ Okay အဲ့ဆိုရင်နောက်ဗီဒီယိုလေးမှာ unit 27ရဲ့ exercise လေးကို အတူတူလေ့လာကြည့်လိုက်ရအောင်တီချာရောနဲ့တူတူလေးလာပေးလို့ကျေးဇူးတင်ပါတယ်။နောက်ဗီဒီယိုလေးတွေမှာပြန်လည်ဆုံတွေ့ကြပါမယ်။ Bye bye. Thank you. See you next video. Thank you.